နည်းနည်းတော့ရင်ခုန်နေရှင်းအတော့ပထမအောင်ဆုံးပထမအောင်ဆုံးရိုက်တဲ့ဟာလဲစနိုက်ကြော်ခန်းဆိုတာနည်းနည်းပေါ့တမျိုးကြီးပဲတခါမှလို့မလုပ်ဘူးလေပြင်မအရန်နေမှာပြောချင်တာဒီ MV ထဲမှာပဲသူစနိုက်ကြော်ရပါပရိသတ်တွေပေါ့သူကသူကသူကအလိမ်မှာကျွန်တော်ကမလိမ်ဘူးမလိမ်ပါကြိုက်ပါတယ်ကြိုက်ပါတယ်ကျွန်တော်တော့နေသားကြနေပါပြီနာကျင်မှုတွေနဲ့အာ မချမ်းအလာချမ်းရဲ့နာကျင်မှုဆိုတဲ့သချင်းလေး music video ရကူးနေတာဖြစ်ပါရရှင်အလာချမ်းရဲ့နာကျင်မှုသချင်းထဲမှာရှိုင်းကိုရွေးရတဲ့အဓိကအကြောင်းရင်းကတော့ကိုနဲ့ရုပ်ဆင်တယ်ထင်လို့ရွေးထားဟုတ်လားဆင်လားတော့ဆင်လားဆင်လားအဲ့တော့ဟိုပါပေါ့အဲစတာပါ ရှိုက်လည်းဒါမချမ်းနေနဲ့အပေးရတဲ့ပြိတ္တတွေကချိုင်းရဲ့ပြိတ္တတရပဲပေါ့နော်အဲဘောလင်ရန်ကောင်းတဲ့အဲလိုမျိုးကိုသွားချင်တဲ့ဇက်ကိုပြောလဲသူက is safe ပဲနော် very flexible ဖြစ်တယ်အဲ့တော့ရှိုင်းုံရေးပြတာဖြစ်ပါတယ်အဓိကကလေဟိုမချမ်းပြောဆိုလို့ပေါ့သူက very flexible ဖြစ်တယ်ဟိုဇလန်းဆိုလဲသူကအဲရည်နေတယ်မဟုတ်ဘူးသူရည်သူ့ရည်ဟုတ်လားဘယ်လိုငါဒီဇလန်းရည်ဆိုတော့ဟိုပေါ့ခုနပြောသလိုပေါ့ရှိုင်းက तू က very flexible ဖြစ်တယ်ဟိုမချမ်းသွားခြင်းနဲ့ storyline ရဲ့လေသူကပါမကြီးမများအောင်เนาะအဲ့ဒါလေးသဘောကျဘယ်လိုပုံစံလေးလဲဆိုတော့ director Kina ကတော့မချမ်းကိုသူကအရန်နေ innocent ကလေးเนาะအရန် innocent နိုင်တာဆန်ကတော့ညီမလေးကတော့သူကတော့ဘလူဘလူလိုက်ဘလူပုံစံပါဘလူပုံစံညီမ innocent တငယ်ချင်းစီရနေပြီးတော့ snipe ကြော်啊နည်းနည်းတော့ရင်ခုန်နေရှင်းအော်တော့ပထမဆုံး ပထမဆုံးရိုက်တဲ့ဟာလဲစနိုက်ကြော်ခန်းဆိုတာနည်းနည်းပေါ့တမျိုးကြီးပဲတခါမှလို့မလုပ်ဘူးလေရပြင်မှာရန်နေမှာပြောချင်တာဒီ MV ထဲမှာပဲသူစနိုက်ကြော်ပါပြစ်သက်တယ်ပေါ့သူသူကသူကအလိမ်မှာကျွန်တော်ကမလိမ်ဘူးမလိမ်ပါသူကသူ့ရဲ့နာမည်ကအလိမ်မှာဒါပေမဲ့ဒီဒီမရဲ့အလာချမ်းရဲ့နာကျင်မှုချင်းတဲမှာကကြတော့ အဲသူကမလိမ့်ပါဘူး not clever girl ဘာကြောင့်လဲဆိုတော့မချမ်းရဲ့ချစ်သူ shine အဲဒီဗီဒီယိုထဲမှာပြောတာเนาะမချမ်းရဲ့ချစ်သူဆိုလို့ကျမချစ်သူတကယ်ထင်သွားအောင်မယ်တော့ဒီ music video ရဲ့မှာပေါ့เนาะအဲတော့မချမ်းချစ်သူကို तू ကလာပြီးတော့ချစ်မှာပေါ့ချစ်တဲ့ခါကျတော့ तू ကစနိုက်ကျော်မလေးအဖြစ်တဖန်တယုတ်ဆောင်အဲ shine อ่ะ shine อ่ะ shine တယုတ်ဆောင်ကလည်းပြောပေးပါ तू ကဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်ကတော့ဒီမချမ်းရဲ့အီစာပေါ့เนาะဒီထဲမှာဟုတ်ဒီထဲမှာဗီဒီယိုထဲမှာပြည့်တက်ပြီးတော့ဟုတ်ဟာ ဒီတဲမှာပေါ့နော်မချမ်းရဲ့ကောင်းလေးပါပြီးတော့ဒီကောင်းမလေးနဲ့ဖောက်ပြန်တယ်ဒီမှာအဲ့လိုပဲပါပဲအများအားဒီလိုမျိုးတွေပဲရိုက်ရိုက်နေခဲ့ရတော့ထုံးစံတော့ပြစ်နေတယ်ကျွန်တော်ပါတနာစရာနော်ဟုတ်တယ်ကျွန်တော်မရိုက်ချင်တော့ဘူးကျွန်တော်သူ့ကိုလည်းပြောတယ်မအေးမရိုက်ပါနဲ့တော့သူ့တချင်းကြီးကလည်းနာကျင်မှုလေတိလာကောင်းစင်ကြီးကနာကျင်မှုဆိုတော့လေအဲသူ့အနေနဲ့ကဒီလိုမျိုးရိုက်မှဖြစ်မှာဘူးဖြစ်မှာဆိုတော့မချမ်းနေရလဲခင်းတာကြာပြီစက်တောင်းတွေပါအတူတူရိုက်ဆိုတော့လေ အဲအကူညီပေးမယ်ဆိုပြီးတော့ဒါအမရဲ့တခြင်းလေးမှာကျွန်တော်ပါဝင်ပြတာပါ Rural Camp နေပါတယ်အဲအဲ့ဒါတော့ပြောလိုက်မယ်မချမ်းအရန်လေဟိုဒီ shine နဲ့တိရုပ်ဆောင်တဲ့ခါကျတော့ shine ကလုံးဝအပြင်မှာကြတော့မတော့အရန် front တငယ်ချင်းပေါ့နော်ဒီနာကျင်မှုတခြင်းမှာဟို happy moment တွေရိုက်တဲ့ခါကျတော့သူကအရန်ကိုမှုကချိန်သွားသူ့ကိုကြည့်ပြီးတော့ကိုရောအရန်ချိန်သွားတယ်တငယ်ချင်းကနေလုံးဝချစ်သူကြီးစားဖြစ်သွားတာအဲတကယ်ဟိုဒီတိရုပ်ဆောင်နေဝိုင်းတိရုပ်ဆောင်နေကြတော့အရန်ဟိုအမလည်းဟိုခါရဲမျောသွားတာပေါ့နော် အဲစဉ်းညော့သွားတာပေါ့နော်မဟုတ်ဘူးဆိုရင်အမကြတာ first time ever ဒီလိုမျိုးစစ်သူရေးစားရိုက်ရတာပထမဆုံးဆိုတော့အမအတွက်ကအခက်ခဲရှိတယ်သို့ပေမဲ့သူ့ရဲ့တရုပ်ဆောင်မှုတွေကြောင့်ပိုပြီးတော့မှဖေကူသွားတာပေါ့နော်အမကလည်းပြောပါတယ်ပထမအရှိမအတော့ကျွန်တော်ဒီလိုမျိုးတွေရိုက်ဘူးတယ် အဲပြီးတော့ဟိုတချင်းမှာလည်းဒီလိုမျိုးကရိုက်ဖူးပြီးသားရှိတယ်ဆိုတော့အမှချားဟာပြောင်းကြည့်မလားဗာညာတော့တိုင်းမင်ကြည့်သေးတယ်ဒါပေမဲ့လည်းကျွန်တော်ပြန်စဉ်းစားကြည့်ရသူတချင်းကလည်းဒီလိုမျိုးဖြစ်နေတာဆိုတော့အဲကျွန်တော်အနေနဲ့ဒီလိုပါဝင်ရတာချိန်တတ်ပါတယ်အကောင်းဆုံးဖြစ်မှာပါအကောင်းဆုံးကျွန်တော်ကြိုးစားကြမှာပါဒါရိုက်တာကလည်းခီနာဆိုတော့ဒီပေါ့နော်မချမ်းရဲ့အဲနာကျင်မှုဆိုတဲ့တချင်းလေးကတော့ပြီးခဲ့တဲ့မတ်လတည်းက ဒီ music channel အသီးသီးရနေပြီးတော့ထုတ်လွှင့်ခဲ့တဲ့မှာ for example legacy တို့ flow တို့ပြီးတော့ music net တို့အစရှိတဲ့ music platform တွေမှာဒီသချင်းကိုအစအဆုံးနားဆင်လို့ရပါတယ်အဲဒီဒီမတို့ဒီ march လာတော့ launch လုပ်လိုက်တဲ့အချိန်မှာပေါ့နော်အဲဒီ social media ဖြစ်တဲ့ Facebook တို့ဒီ Telegram တို့အဲပြီးတော့မှဒီ TikTok တို့ဒီ channel တွေမှာဆိုမှဘာကြားရလဲဆိုဒီတချင်းလေးရဲ့ box တူလေးပေါ့နော် Do we think hello we are all မင်းမပြောပါနဲ့ အဲ့အဲ့အဲ့ bike လေးကတော်တော်လေးကို TikTok မှာ trend ဖြစ်တယ်ပြီးတော့ဟိုမချမ်းရဲ့ဒီတချင်းလေးကိုနားဆင်ပေးကြတဲ့အသည့်တွေရလဲပေါ့နော်သူတော့ဗာပြောလဲဆိုတော့မချမ်းရဲ့အတန်လေးကခင်ဗျနာတန်လေးပါတယ်ပေါ့နော်တော်တော်ချစ်ကြတော့အဲအဲ့ဒါဆိုရင်တော့ဒီတချင်းလေးကိုတော့ပို့ပြီးတော့မှပရိသတ်တွေလည်းပို့ပြီးနားဆင်လို့ရအောင်ဆိုပြီးတော့ဒီ music video လေးကိုရိုက်မယ်ဆိုပြီးတော့ decision ချလိုက်တာတေးစရာရတ္တပေါ့နော်ရတ္တရဲ့ပေါ့ခံစားချက်တွေပါမယ်သူသူပေးထားတာဆိုတော့လေသူကဒီတချင်းလေးကိုမချမ်းကိုလာပြီးတော့ ဟိုပေးတဲ့အချိန်မှာပေါ့နော်စာသားလေးတွေကြည့်လိုက်တော့အရန်လွမ်းမိဆွေးွားတယ်ငိုရငိုကျင်ွားတယ်ဘာလို့လဲစာသားတစ်ခုချင်းစီတိုင်းလေအပိုက်တိုင်းအပိုက်တိုင်းကအရန်ဟိုဝန်းနေရတာပေါ့ဒီတချင်းကိုအသေးကွဲတဲ့သူပဲဖြစ်ဖြစ်ပြီးတော့မှဒီ ဟိုအသေးကွဲအဲ fresh တသေးကွဲနေတဲ့သူတွေပေါ့အသေးကွဲခဲ့တဲ့သူတွေအဲဒါမှမဟုတ်လို့ရှင်လည်းကိုချစ်ပေမဲ့လည်းကိုရဲ့ချစ်သူကိုဆွလွန်လိုက်ရတဲ့သူတွေဘယ်လိုပဲဖြစ်ပေါ့နော်နားထောင်မယ်ဆိုလို့ရှင်တော့ဒီမိုးရသည်မှာနားထောင်မယ်ဆိုဒီတချင်းပိုပြီးတော့မှ feel လို့ကောင်းတဲ့တချင်းလေးဖြစ်ပါတယ်ပြီးတော့ဒီတချင်းရဲ့ဒီဟိုပါပေါ့နော်ဒီတချင်း type လေးရလဲသူက music genre ကလည်းသူက pop style လေးဆိုတော့လေဟုတ်အမဒီတချင်းရိုက်တော့မယ်ဆိုတော့သူသူမရိုက်ခင်မှာသူသူသူ့ရဲ့ page မှာသူတင်ထားတွေ့ရလေအမကြီးချင်းလေးမိုက်တယ်လို့ကျွန်တော်ကအမြဲတမ်းချက်တောင်ရိုင်းနဲ့တွေ့နေကြတော့သူ့ရဲ့တချင်းလေးတော့ကျွန်တော် share ပေးလိုက်အဲအဲ့ရတွေကစပြီးတော့နားထောင်ဖြစ်တာပေါ့နော်တချင်းလေးကတော်တော်ကောင်းတယ် main ကလေးတွေအတွက်ကနားဆွဲပြီးတော့ like ဆိုလို့ကောင်းမယ်တချင်းလေးဖြစ်တယ်ပြီးတော့နားကျင်မှုဆိုအသေးကွဲတဲ့ကောင်မလေးတွေပေါ်တယ်လေဒီခင်မှာတတ်မလားသူလည်းပါရင်ပါမှာဖန်စားချက်တွေလည်းပါရင်ပါမှာအဲဆိုတော့အာကောင်းရန်ကောင်းပါလေဒီချင်းလေးစထဲကစာသားလေးလည်းရန်တဘောကြပါလေဟုတ်ကြိုက်ပါလေ ကြိုက်ပါတယ်ကျွန်တော်တို့နေသားကြနေပါပြီနာကျင်မှုတွေနဲ့အာသူဝေသင်ငယ်သူဝေရတာကိုမင်းမပြောပါနဲ့ဝါးအဲ့လေအဲ့တည်းပြီးကျွတ်တော့မရအောင်နော်မိုက်ကအဲ့တော်တော်အဲ့အကြောင်းတော်တော်ကြိုက်တယ်ဟုတ်တယ်အဲ့ဒါချင်းလေးရဟုတ်တယ် TikTok မှာဟုတ်တယ်ပြီးအဲ့ဟာဟိုဒီလိုရိုက်မသမီးနဲ့ရိုက်မမဟုတ်ဘူးဟို TikTok မှာအရင်တည်းကကြာဘူးနားမဖြစ်နေတာအဲ့ဒီတချင်းက TikTok မှာတော့လေ အဲ့လိုအများသောအားဖြင့် TikTok ဒီဒီ verse 2ကိုစော့ကြတဲ့သူလားတကယ်ကိုသဲခွဲကြတဲ့သူတွေစော့ကြတာလေဆိုတော့မချာဘာတွေကြည့်ရလဲဆိုတော့အများနဲ့ comment တွေမှာတော်တော်ရေးတယ် fighting တော့အစီအပြေသွားမှာပါဒါအချိန်တိုတွင်းလေးပဲသဲခွဲတာနောက်တော့လည်းညီတို့ gear တော့ပဲဖြစ်သွားမယ်ပေါ့အဲ့လိုမျိုးတွေတောက်လျှောက်ရေးဖြစ်တယ် ဟိုထူးခြားတာခုနမချမ်းပြောသလိုဒီတခြင်းကိုအပျော်စောက်တာမျိုးမဟုတ်ပဲနဲ့တကယ်ကိုအသေးခွဲခဲ့တယ်ပြီးဒီတခြင်းရဲ့စာသားလေးရလဲဟိုနာကျင်မှုဆိုတော့ဒါလေးကနာကျင်မှုလေးပေါ့ဒါလေးကိုဒီတခြင်းလို့နားထောင်လိုက်တော့အော်ငါအသေးခွဲခဲ့တယ်အော်ဒါပြီးသွားပြီသူအဆောင်ခဲ့တယ်ပြန်မလာဘူးဆိုတာလည်းသိတယ်ဒါပေမဲ့ဒါလေးကို memory ပြန်ခေါ်တဲ့ဟာကြတော့လူတိုင်းနဲ့လည်းတုံ့ပြန်ရအောင်တိုက်ဆိုင်ကြတာတွေ့ရမှာအဲ့ဒါလေးကတော့ဝမ်းသာစရာလေးပါပဲဟုတ်ဟုတ်အော်တခြင်းနဲ့ကမဟုတ်ဘဲနဲ့ကိုလိုချင်တဲ့ type ကိုပြောရမှာနော်အမချားတော့လေခုနကပြောသလိုပါနဲ့အဓိကကတော့ဘောပေါ့ အဲကိုလိုချင်တာကိုကိုတယောက်တည်းကိုပဲချစ်တဲ့ယောက်ျားကပဲမိန်းကလေးတိုင်းကလူချင်ကြမိန်းကလေးမှမဟုတ်ပါဘူးယောက်ျားလေးပဲဖြစ်ဖြစ်မိန်းကလေးပဲဖြစ်ဖြစ်အဲကိုတယောက်တည်းကိုပဲတသမတ်တည်းချစ်တဲ့ယောက်ျားကိုလူချင်ကြရဲအခုနကပြောသလိုဒီဇလန်ကနည်းနည်းနော်ဟိုရိုးရိုးတယ်ဆိုပေမဲ့လည်းအများနဲ့ဖြစ်နေကြဇလန်နေပေါ့နော်အဲဘလို့လူမျိုးလူချင်လဲဆိုကိုကိုပဲတကယ်ချစ်တဲ့ယောက်ျားကပဲလူချင်လဲသူများအတန်ရှင်းပြရမကြိုက်ဘူးမချမ်းအဲ့လိုပုံစံလေး character ရကြုံလာရဆိုရင်တော့မချဲပထမဆုံး first thinking ကဟို this is a ဘယ်လိုခေါ်လဲ toxic relationship ဖြစ်သွားတာပေါ့နော် ကိုကတော့ချစ်တယ်ဒါပေမဲ့ तू ကကို့ကိုမချစ်ဘူးနောက်မှ play တယ်ဆိုတော့ toxic ဖြစ်တဲ့အတွက်ကြောင့်ဒါကို့အတွက် healthy မဖြစ်ဘူးချစ်တာကတော့ချစ်တယ် child ကိုဒါပေမဲ့လည်းဆက်သွားလို့မရဘူးပေါ့နော်။ဘာလို့လဲဆိုတော့ तू ကဖောက်ပြန်တာဖြစ်တဲ့ကြောင့်ဖောက်ပြန်တဲ့ယောက်ျားတွေကဟိုနောက်မှနောက်တစ်ချိန်မှမဖောက်ပြန်တော့လို့ဆိုတာမဖြစ်နိုင်ဘူး။ဆိုတော့အမက toxic ဖြစ်တဲ့က toxic ဖြစ်တဲ့ကြောင့်ချစ်တာချစ်တယ်ဒါပေမဲ့လည်း I'm sorry ဟိုဘယ်လိုခေါ်လဲဆုံးလို့ရမှာပေါ့နော်။ စလုံးမှလည်းကို့အတွက်လုပ်စရာအများကြီးတည်းရယ်လေနော်ဖောက်ပြန်တဲ့ရာကြောင့်မဖောက်ပြန်ဟို train လို့လည်းမရဘူးတို့ပြောစရာပါလာပြီဆိုတော့အဲအဲအဲဟိုမာတန်ဆိုလို့ရှင်တော့မရွေးချယ်ဘူးပေါ့ဒီလိုမျိုးသားတော့ဟုတ်အဓိကကို့ကိုနဲ့ပဲဆိုင်နေပေါ့နော်ကို့လူကကိုနဲ့ပဲဆိုင်ကို့လူဖြစ်ဖို့အရေးကြီးတယ်ပေါ့နော်ကို့လူမကို့လူမဖြစ်ဘူးတခြားတယောက်ကိုကို့ထက်ပို့ပြီးတော့တာဝပို့ပါသွားရဲဆိုရင်တော့ကျွန်တော်ကလှုပ်ပေးလိုက်မှာ ထုတ်ပေးလိုက်မှာဆိုတော့အရင်ကြီးကျွန်တော်ကဟိုလိုမျိုးအာယုံတော့တော်တော်များကြာတယ်ဆိုတော့ယူရလဲဆွန့်လမှာကျမကလည်းဆွန့်လမှာလေဟာနှစ်ယောက်စလုံးကအဲ့လိုမျိုးတွေတွေ့ရင်ဆွန့်လမှာအဲတူတာပါပါဆွန့်လချင်းများတာဖြစ်ဆွန့်လချင်းများတာဟုတ်ကဲ့ပါအာဒီတချင်းကတော့အချမ်းပြောခဲ့သလို pop music ချိုချိုလေးဖြစ်တယ်အာဒီတချင်းလေးကိုနားဆင်လိုက်တာနဲ့အသေးကွဲခဲ့ပြတဲ့လူတွေအာ လက်ရှိ fresh လေးတွေအသေးကွဲလက်စလေးတွေပေါ့เนาะဒါမှမဟုတ်လည်းကိုဆုံးလွန်လာရတဲ့ချစ်သူလေးရှိမယ်ဆိုလို့ရှိရင်တော့ဒါပို့ပြီးတော့ feel လို့ကောင်းတဲ့သချင်အဒီလိုမျိုးမဟုတ်ပဲဒီတိုင်းယူလေးပဲနားထောင်မယ်ဆိုလည်းတကယ်ကိုနားထဲကိုဝင်တဲ့ခက်ရှိဖြစ်တဲ့သချင်လေးဖြစ်ပါရတယ်အဲ့အတွက် moving မှာဒီသချင်လေးအေးအေးလေးနဲ့ feel ကြဖို့လည်းခြံတိုက်တွန်းခြင်းနဲ့ဒီ music video ကိုစောင့်ဆိုင်းနေရင်းနဲ့လည်းသချင်ဖူးဆောင်းလေးကိုနားထောင်ခြင်းနဲ့ဆိုတော့ခြံခုနပြောခဲ့သလိုဒီ music channel တီတီမှာနားဆင်လို့ရပါတယ်သချင်လေးရဲ့နာမည်ကတော့နာကျင်မှုပါဒီဆိုတာကတော့မချမ်းအဲလာချမ်းဖြစ်ပါရဲ့ရှင်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ